ရာဇကြိုပြည်မှာစံပါဆိုတဲ့မြို့လေးရှိတယ်စံပါမြို့ဆိုတာသေသေးလေးပေါ့ကျွန်တော်တို့ဒီမြောင်လို့ပြောလို့လောက်ပဲရှိမှာပေါ့တိုင်နယ်မြို့အဆင့်စံပါမြို့အဲ့စံပါမြို့မှာနေတဲ့ပုံသားတွေကဗြမဏပုံသားတွေနေပါတယ်အဲ့ဗြမဏပုံသားတွေကိုအုတ်ချုပ်တဲ့ပုံသားကြီးနာမည်ကတောနတ်တန်တပုံသားလို့ခေါ်တယ်တနေ့ကျတော့အဲ့ဒီမြို့လေးကိုမြတ်စွာဘုရားအမှုပြုတဲ့ယဟန်တန်ဃာတွေကြွလာကြွလာတော့မြို့သူမြို့သားအကုန်လုံးကတောနတ်တန်တပုံသားကြီးဦးစီးပြီးတော့မြတ်စွာဘုရားကိုသွားရှိခိုးပူဇော်ကြတော့ ဲ့ဒီပြိသက်ကိုကြည့်ပြီးတော့ဗုဒ္ဓသူ့မှာတရားဟောနိဗ္ဗာန်နေမျိုးစုံရှိတယ်အဲ့တရားဟောနိဗ္ဗာန်မျိုးစုံနေကနေပြီးတော့ကြောင်းတော့အမေးဖြေလုပ်တဲ့ဟောနိကိုသုံးမယ်ဆိုပြီးတော့စဉ်းစားပြီးတော့ရှေ့ဆုံးကလက်အုပ်ချီတဲ့သောဏထန္တာပုံနာကြီးကိုအရင်စမေးတယ်ဗုဒ္ဓကပုံနာကြီးတဲ့ပုံနာကြီးတို့ရဲ့ဗြမဏမျိုးရိုးဘာကြောင့်အမျိုးမြင့်မြတ်ရတာလဲအဲ့မိကုန်းကိုလည်းကြားရောဗြမဏပုံနာကြီးကအယံပျော်သွားတယ်သူကဒီတန်း ဗုဒ္ဓကဲ့သို့တကယ်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များတပါးကငါတို့ပြမနာမျိုးရိုးပေါ်မှာစိတ်ဝင်စားအရေးတူရှိလာလားဆိုပြီးတော့အားရဝင်တာနဲ့သူကမဆိုင်မတာရှောက်တယ်အရှင်ဘုရားတဲ့တပိတော့ပြမနာမျိုးရိုးတွေအမျိုးမြင့်မြတ်တာအကြောင်းမဲ့ဘုပ္ပောဘုရားတပိတော့စောင့်ထမ်းမဲ့အချက်၅ချက်ရှိပါတယ်ဘုရားဆိုပြီးတော့အဆက်လျှောက်တော့သူကဘုရားသိကျင်မှမသိကျင်မှမသိလို့ပေါ့နော်သူအလိုက်တက်ပြီးလက်ဟုတ်ကလစ်ပြန်ပြီးအောက်ကိုချလိုက်တယ်အဲ့ချိန်မှာဗုဒ္ဓကပုံနာကြီးအဲ့၅ချက်ကဘာတွေလဲပုံနာကြီးအရန်ပျော်သွားတယ် ပြောတယ်အရှင်ဘုရားအဲ့ဒီငါချက်ကနံပါတ်1ဆွေ90မျိုး90မျိုးတန့်ရမယ်ဘုရားနံပါတ်2ဘေးရင်နဲ့မန္တန်နဲ့လက္ခဏာတွေကိုအလွတ်ရအောင်ဘုရားနံပါတ်3ရုပ်ရည်ချုံမတက်နေရမယ်ဘုရားနံပါတ်4ကိုခြင်းတရားကောင်းအောင်ဘုရားနံပါတ်5မှားမှန်ခွင့်နိုင်တဲ့ပညာရှိရပါမယ်ဘုရားရှောက်ရှောက်ပြီးတော့သူအဖြေပြည့်စုံသွားတော့သူလက်အုပ်ပြန်ချလိုက်အဲ့ချိန်မှာဗုဒ္ဓဆရာမမျော်လင့်တဲ့မိကုံးတစ်ခုပေါ်လာတယ်ဘုနာကြီးတဲ့ တကယ်လို့များတယောက်ယောက်ကမင်းကိုငါချက်ကများပါလေကွာတစ်ချက်လောက်လျှော့သားမှဆိုရင်မိဘချက်ကိုလျှော့မယ်ပုံလေးကမဆိုင်မတော့ပဲပြန်ပြေတာဟာအရှင်ဘုရားအဲ့လိုသာပြောလာမယ်ဆိုရင်ရုပ်ရည်ချုံမောင်းရမယ်ဆိုတဲ့အချက်ကိုပြီးတော့လျှော့မှာပေါ့ဘုရားနော်ရုပ်ရည်ချောတယ်ဆိုတာကဘွားဘွားကုတုအကုတုကြောင့်ဖြစ်တာပြန်ပြင်းလို့မရတော့ဘူးတပိတော့ဟာတပိတော့ဓမ္မနမျိုးရိုးတွေကိုလူထင်ကြည့်အောင်ဒီချက်ကိုထည့်ထားတာဗျာဒီချက်ကိုတပိတော့ဖြုတ်လို့ရပါတယ်ဗျာလက်အုပ်ပြန်ချအဲ့ချိန်မှာဘုရား ပုံတိုင်းနှစ်ချက်လျှော့ကွာနှစ်ချက်လျှော့ကွာလို့ပြောတဲ့ချိန်မှာလည်းပုံတိုင်းကြီးကမဆိုင်တော့ပဲအာအရှင်ပြန်နှစ်ချက်ဆိုလည်းလွယ်တယ်ဗျာဘီရင်နေမန္တန်ကြီးအလွတ်ရမယ်ဆိုတဲ့ချက်ပြီးတော့လျှော့မှာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့အလွတ်မရရင်လေအခုကိစ္စစာအုပ်တွေပေါ့နော်ဗောအုပ်တွေပေါ့အရင်တော့ဆိုပေတွေ provide တွေထဲမှာပါပြီးသားဗျာအဲ့ချက်ဖြုတ်လို့ရတယ်ဗျာလက်ဥပြချပုံတိုင်းကြီးတကယ်လို့တယောက်ယောက်ကမင်းကိုသုံးချက်လျှော့ပါဆိုရင်မင်းပဲချက်လျှော့မယ်အဲ့မိကုန်းကိုလည်းကြားတော့ ပုံလိုက်ရခိုင်းလို့မဆမ်းမတော့မဆမ်းမစားလက်အုပ်ချပြီးမချောင်းနိုင်တော့သူ့မှာ၃ချက်ပဲကြံတော့အဲ့၃ချက်တည်းကသူဘာကိုပြောအောင်မလဲဆိုတော့သူတိတ်ချစဉ်းစားရပြီလေသူမပြုတ်ချင်တော့အမှန်ဆိုရင်ခဏစဉ်းစားပြီးတော့မှသူကလက်အုပ်ချပြီးအရှင်ဘုရားမရှုပ်မဖြစ်မလျှော့မဖြစ်လျှော့ရအောင်မယ်ဆိုရင်တော့ဆွေခွန်းဆက်မျိုးခွန်းဆက်မျိုးတန်ရမယ်ဆိုတဲ့အချက်ကိုတပိတော့ဖြုတ်ရပါတော့မယ်ဘုရားလျှော့ရပါတော့မယ်ဘုရားလက်အုပ်ပြန်ချအဲ့ဒီ စကားလဲဆုံးတော့သူနဲ့ပါလာတဲ့မြို့သူမြို့သားတွေပြိတ္တတွေကလုံးဝမတင်တတ်တော့အတန်နေပွားစီပွားသိနေအတန်နေထွက်ထွက်လာတဲ့အချိန်မှာပုံနာတယောက်ကထပြီးတော့ပုံနာကြီးရဲ့အဲ့ချက်ကိုမဖြုတ်ပါနဲ့တဲ့ပုံနာကြီးခြံထားတဲ့နှစ်ချက်တည်းကကြိုက်တဲ့အချက်ကိုဖြုတ်ပါဒီချက်ကိုထုတ်တာသဘောမတူပါဘူးဘာဖြစ်လဲဆိုရင်ဓမ္မနမျိုးရိုးဆိုပြီးမျိုးတန့်ညင်တော့ဒီချက်ကိုထည့်ထားတာအဲ့ဒီအချက်ကိုဖြုတ်လိုက်ရင်အထိပ္ပယ်ရှိတော့မှာလေအဲ့တကားလဲကြောက်အောင်ခြံတဲ့မျိုးသူမျိုးသားပုံနာတွေက ဒီပုံနာပြောတဲ့စကားကိုထောက်ခံတယ်အာမှန်ပါတယ်ဗောကျန်တဲ့နှစ်ချက်တည်းကဖြုတ်ပါဖြုတ်ပါဆိုပြောတော့မှပုံနာကြီးကမတထက်ရက်လိုက်ဘာဖြစ်လဲဆိုတော့သူ့မျိုးသူမျိုးသားတွေကိုသူမနိုင်တော့ဘူးဗုဒ္ဓနဲ့ယဟန်တန်ကလည်းရှိမှသူရှက်ကွဲနေတယ်အဲ့ဒီချိန်မှာသူကနိုင်လုံးနိုင်ညာရလို့ညာထပြီးတော့သူကငါပြောတာကိုခဏနားဆိုင်ပြီးထောင်ကြည့်ပါငါခြံထားတဲ့နှစ်ချက်ကကိုချင်းတရားကောင်းရမယ် မားမှန်ခွင့်နိုင်တဲ့ပညာရှိရမယ်အတန်းပညာမဟုတ်ဘူးเนาะမားမှန်ခွင့်နိုင်တဲ့ပညာရှိရမယ်ဒီနှစ်ချက်ကိုငါခြံထားတယ်ဘာလို့ခြံထားလဲဆိုရင်လေအဲ့ဒါဟာလူတန်ဖို့လို့ငါယုံကြည်လို့ခြံထားတာအဲ့ဒီနှစ်ချက်ဟာငါတို့ပြမနာပုံနာတယ်ရှင်အတွက်မကဘူးလောကမှာလူဖြစ်လာလို့ရှိရင်အဲ့ဒီနှစ်ချက်လိုအပ်ပါတယ်လူတယောက်ကတန်ဖို့တိုင်းတာကြလို့ရှိရင်အဲ့ဒီလူဟာဥစ္စာပစ္စည်းဘယ်လောက်ချမ်းသာလဲအတန်းပညာတွေဘယ်လောက်တတ်တယ်လဲဆွေကုံမျိုးကုံဘယ်လောက်ရှိတယ်လဲ ဲ့ဒီအချက်တွေ ਨੇ ဘယ်တော့မှမတိုင်းတာနိုင်ဘူးအဲ့ဒီလူရဲ့တန်ဖိုးကိုတိုင်းတာခြင်းအဲ့ဒီလူကိုချင်းတရားဘယ်လောက်ကောင်းလဲအမားအမှန်ကိုဘယ်လောက်ဝေဖန်နိုင်ပြီးအမှန်ဘက်မှာဘယ်လောက်ရိုက်ရဲလဲအဲ့ဒီနှစ်ချက်ထင်းနေပဲတိုင်းတာလို့ရတယ်လို့ငါယုံကြည်တယ်ဆိုပြီးတော့ပြန်ထိုင်လိုက်သူဘယ်လောက်ပဲရှင်းပြပြသူ ਨੇ ပါလာတဲ့မြို့သူမြို့သားတွေသဘောမတောက်မပေါက်လက်မခံဘူးအာမရဘူးပုံတိုင်းမရဘူးပဲអော်နေတော့မှပုံတိုင်းရဗုဒ္ဓကိုစစ်ကိုတောင်းရှင်ဗျာနော် တပိတော့ပြောတယ်လွတ်တံဖို့ဆိုတာမှားတာဗျာတကယ်လို့ねတပိတော့ပြောတယ်လွတ်တံဖို့ဆိုတာမှားရင်ရှင်ဖျားတပိတော့တို့ပြုတ်ပြင်းတုံတင်ဆုံးမဟောကြားပြီးတော့မူပါဖျားဘုရားသိတော်မူတယ်တဲ့နောက်ဆုံးမှသူစီကိုအဲ့ဒီမိကွန်းလာတော့မယ်ဆိုသိတယ် तू ကအဲ့ဒီညမှာအဲ့တရားကိုဟောခြင်းအဲ့ဒါကြောင့်ဘုရားအဲ့လိုအဲ့လိုအဲ့လိုမိကွန်းနဲ့မေးလာခဲ့ပုံနာကြီးစကားဆုံးတော့မှဘုရားကပုံနာကြီးရဲ့မင်းအယူဆနဲ့ငါအယူဆထပ်တူထပ်မြန် ှိတော်မူပါပေတယ်။မင်းပြောသလိုပဲလူပြောက်ကတန်မိုးဟာကိုချင်းတရားနဲ့မှားမှန်ခွင့်နိုင်တဲ့ပညာသူတို့အရှင်းမင်းမင်းပြောမယ်ဆိုရင်သီလနဲ့ပညာဒီသီလနဲ့ပညာနှစ်ခုဟာလူတန်မိုးပါပဲတဲ့။အဲ့ဒီအပြင်ဗုဒ္ဓကထပ်မိန်ပါအဲ့ဒီနှစ်ခုဟာလောကမှာလူပြောက်ကလက်နှစ်ဖက်နဲ့တူပဲလက်နှစ်ဖက်ရှိနေတဲ့လူဟာလက်တစ်ဖက်ပေါ်မှာညက်ပတ်ပေးကြံနေရင်နောက်လက်တစ်ဖက်ကပုတ်တတ်ဆေးကြောပေးခွင့်ရှိတယ်။ အဲ့ဒီလိုပဲကိုချင်းတရားနည်းရင်မှားမှခွင့်နိုင်တဲ့ပညာနဲ့ထိမ့်မှလိုက်မှားမှခွဲခြားနိုင်တဲ့ပညာနဲ့ကိုချင်းတရားနဲ့ပြန်ဖြစ်လိုက်အဲ့ဒီလိုလုပ်ပြီးနိုင်တဲ့အတွက်အဲ့ဒီနှစ်ပါးကိုလောကရဲ့ကျက်ပရင်နဲ့မင်္ဂလာလို့လည်းခေါ်လို့ရတယ်အဲ့တော့လောကမှာတန်မိုးရှိတဲ့လူကျက်ပရင်မင်္ဂလာနဲ့ပြည့်စုံတဲ့လူဖြစ်ချင်ကိုချင်းတရားနဲ့မှားမှခွင့်နိုင်တဲ့ပညာနှစ်ခုနဲ့ပြည့်စုံပါစေ အဲ့ဒီလိုဟောပြီးတော့သူ့နောက်လိုက်ယဟန်နေတယ်ကတပါးရဲပြည့်စုံုံနဲ့နောက်ဆုံးမှနှစ်ပါးလုံးမှပြည့်ပြီးယဟန်နာဖြစ်သွားတဲ့အကြောင်းကိုဟောတော်မူပါတယ်။အဲ့ဒီမှာကျွန်တော်ကဘာကြောင့်ဒါကိုပြောလဲဆိုတော့ဘူဂျို့ဟာဘူဂျို့အောင်ဆန်းဟာအဲ့ဒီဟာဖတ်မိလို့ရ။အဲ့ဒီအတွက်သူဟာအင်္ဂလိပ်လိုသူ့တပည့်သားကြီးလိုဆုံးမတဲ့အခါမှာကိုချင်းစီလာဆိုတဲ့ character မမှန်ခွဲခြားနိုင်ရင်းဆိုတဲ့ပညာဆိုတဲ့ လာ for truth အမှန်ကိုချစ်ခြင်းအဲ့ဒီတကူဘုဇုတ်ကအလေးထားခဲ့ပါလေအခုကျွန်တော်ပြောတာတွေကဒါတုတ္တနော်တုတ္တခေါင်းနဲ့ထည့်ပေးမှာရတာမဟုတ်တော့အဲ့တော့ဘာလို့ကျွန်တော်အဲ့ဒါလေးကိုထပ်ပြောတာလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ကိစ္စဒီကိစ္စပဲဒီကိစ္စဆိုတာကျွန်တော်တို့ကဒီကိုချင်းတရားကိစ္စနဲ့မှားမှန်ခွဲခြားနိုင်တဲ့ကိစ္စအဲ့တော့ကျွန်တော်တို့မှာဘုရားခေါ်တဲ့တရားထဲမှာရှိပါတယ် တိလနှစ်မျိုးရှိပါတယ်တစ်မျိုးကဝရိတ္တတိလနောက်တစ်မျိုးကသရိတ္တတိလဝရိတ္တတိလဆိုတာသူကပါဠိလိုပြောတာလို့ကျွန်တော်တို့သိပြီးသားတိလပါနော်ငါးပါးတိလရှစ်ပါးတိလကိုးပါးတိလဆယ်ပါးတိလဘာမလို့ပါဘူးဘာမလို့ပါဘူးဆိုပြီးရှောင်ရတဲ့တိလမှန်သမျှဟာဝရိတ္တသရိတ္တကြတော့လေကျွန်တော်တို့သိရပါပြီဗျဒါမဲ့ကျွန်တော်တို့ကဇရိတလို့ပြောလိုက်လို့သာဘာမှမသိတာအဲဇရိတသီလဆိုတာရှေးစောစောကဆရာနဲ့ဆရာမနဲ့ပြောသွားတယ်ပရဟိတကိစ္စ အဲ့ပရဟိတသူများအကျိုးအတွက်ကိုကျိုးမပါပဲသူများအတွက်လုပ်တဲ့အလုံမှန်သမျှသည်ဇာရိတတိလစောင့်ထင်းခြင်းပါပဲအဲ့တော့ဘုရားကနော်ပြည့်စုံဟောထားပြီလားကျွန်တော်တို့ဘာမလုပ်ပါနဲ့ဘာမလုပ်ပါနဲ့ဘာရှောင်ပါနဲ့ညာရှောင်ပါနဲ့ရှောင်နေရှောင်နေရှောင်နေကိစ္စတွေကဝါရိတဇာရိတကကိုကျိုးအတွက်မဟုတ်ဘူးသူများအကျိုးအတွက်သူများအကျိုးအတွက်သူများအကျိုးအတွက်ဆိုလုပ်တာမှန်သမျှအဲ့ဒါဇာရိတတိလဥပမာဒီဟောပြောပွဲမျိုးဆရာတော်လေးတင်ပါပေးတယ် ဒီကျင်းပတဲ့အတွက်တခြားတော့မပါကြုံးမြင်မှာမရှိဘူးငါရွာအတွက်နော်ငါဒေတာအတွက်အဲ့ဒီလိုသူများအတွက်စဉ်းစားတဲ့ကိစ္စလုပ်တဲ့မှန်သမျှအခုဒါဇာရိတသီလတစ်ခုကိုဆရာတော်လေးဖြည့်ဆည်းလိုက်တာပါအဲ့တော့ဇာရိတသီလနဲ့ဝရိတသီလဘာခွာသွားလဲဆိုတော့အဲ့ဒီမှာတစ်ချက်ကကျွန်တော်တို့စောစောကဆရာဆရာမတို့ပြောခဲ့တဲ့ပရာဟိတဟာသူရဲကောင်းဖြစ်ခြင်းအခြေခံကိစ္စပါ သူရဲကောင်းတယောက်ဖြစ်ဖို့ပရဟိတ္တသဘာမဟုတ်ရင်ဘယ်တော့မှမဖြစ်ပါဘူး။သူများအတွက်သူများအတွက်သူများအတွက်လို့မစင်နာမင်းနဲ့ငါအတွက်ငါအတွက်ငါအတွက်ဆိုပြီးရှိတာမှန်မယ်လက်ထက်ဆုပ်ထားရင်ဘယ်တော့မှသူရဲကောင်းမဖြစ်နိုင်ဘူး။တော့အဲ့မှာလဲကျွန်တော်ဟိုနည်းနည်းအင်တာနက်တွေပါတယ်မှာလဲပါတယ်ထင်ပါတယ်ကျွန်တော်တို့ဟိုဘာလီကျုံးမှာမြောက်ဖမ်းတဲ့ကိစ္စလေးကျွန်တော်အချိန်နည်းနည်းရသေးတယ်ကျွန်တော်ပြောပြပါမယ်။ဟိုအုံတော်ထဲမှာပျောက်တယ်ဟိုအုံးမင်းတက်ဖို့ လက်ကျင်မို့ဆိုပြီးတော့မြောက်ဖမ်းတာမြောက်ဖမ်းတော့သူကလုံလလေးပါအုံသီးတွေသူတို့နိုင်ငံမှာအုံသီးပေါ်တယ်ပါဠိကျောင်းဆိုတော့အုံသီးပေါ်တော့အုံသီးတွေကိုမျက်နှာဝါကိုဓာတ်နဲ့ခုတ်လက်အုံရည်တွေသွန်းအဲဓာတ်နဲ့ခုတ်တဲ့အချိန်မှာအဝအကျဉ်းကျယ်သိရေးကြည့်ပါလေတဲ့အဲ့ဒါပါလဲဆိုတော့မြောက်တာနော်လက်ကိုလွယ်လွယ်ကူကူနှိုက်ရတဲ့အကျယ်ကြီးလည်းမဖြစ်เสียဘူးဘလောက်ပဲအားဆိုင်နိုင်နိုင်မဝင်တဲ့အပေါက်အချင်းလေးလည်းမဖြစ်เสียဘူးအတင်းအားဆိုင်နိုင်လိုက်လာနဲ့လက်ဝင်သွားတဲ့အပေါက်မျိုးကိုချိန်ပြီးတော့ညနေဘက်ကိုဖုန်ကြီးတက်လိုက်တဲ့အရေးတွေသွန်းတယ်ပြီးတော့အထက်မှာမြောက်ကြိုက်တဲ့ စ္စည်းတွေထည့်ဥပမာထားလိုက်ပါတော့မြင်အောင်ကျွန်တော်ထညက်ခဲတွေပါထည့်ထားလိုက်တယ်ပြီးတော့မြောက်တွေလာတဲ့လမ်းမှာအဲဒီအုံကြီးကိုပြက်ထားလိုက်တယ်မြောက်တွေကလာတယ်လာပြီးတော့ရှင်အုံကြီးလက်တွေ့တယ်တွေ့ရတွေ့တော့အငြိမ်တွေကိုကြည့်လိုက်တယ်ကြည့်လိုက်တော့အဲမှာထညက်ဟာငါတိုက်တဲ့အစာပဲဆိုလက်နှက်ကြည့်တယ်နှက်လို့မရဘူးအဲမှာထညက်ကိုလည်းမြင်နေရပြီမြင်နေရပြီဆိုတော့လောဘစောတက်ပြီးတော့အတင်းဆောင့်ထိုးချလိုက်တယ်လက်ကဝင်သွားပြီလက်ဝင်သွားပြီဆိုတော့လည်းအာရဝင်တာနဲ့ထညက်ကိုလက်ကဆုပ်လိုက်တယ်ဒါညာပဲလေနောက်နောက်တစ်ချောင်းကလည်းဘယ်ဘက်လက်ကလည်းပဲအုံကြီးဒရုန်းတူပဲဆွလိုက် လက်နှစ်ဖက်စလုံးဝင်သွားပြီဆိုရင်မြောက်ဖမ်းမဲ့ကောင်ကနောက်ကနေလေချုံပြီးဖမ်းအဲ့မြောက်လွယ်လွယ်လေးပဲမိသူ့ဖမ်းဖို့လာပြီဆိုတာသိတယ်သူပြေးတယ်ဘယ်နာပြေးလဲနိစ္စစစ်ပင်ကိုတက်ဖို့ပြေးတာပြေးပြီမဲ့လက်ထဲကခင်းရဲကိုမှလက်မလွတ်ချင်နေတယ်အဲ့ဒီမြောက်လက်ကအုံးကြီးဘယ်လိုလွတ်ကြနိုင်မှာလဲလက်ဒီခင်းရဲတွေကိုဆုတ်ထားတယ်အုံးကြီးတန်းလန်းနေအပေါ်ကိုတက်လို့မရတော့အာဘာလီကျွန်းကမြောက်ဖမ်းတာပါအဲ့ပြောမယ်ဆိုရင်အဲ့ဒါငါ့အတွက်ငါ့အတွက်ဆိုပြီးတော့အဲ့ ခညက်ကိုဆုတ်ထားတဲ့မြောက်လိုလက်မလွတ်ချင်အဲ့ဒီမြောက်တပ်ပင်ပေါ်မရောက်တလို့အန်းနိုင်မရောက်နိုင်တခါထတ်ချက်ပြီးစဉ်းစားမယ်ဆိုရင်ကျွန်တော်နိဗ္ဗာန်သွားမယ်ဆိုရင်ဒီလောဘဒေါသမောဟဆိုတာတွေကိုဆုတ်ထားမယ်ဆိုရင်လုံးမရောက်လို့မရပါဘူးအဲ့တော့ကောင်းပြီနော်ခုနကလေးကစိတ်ဝင်စားဖို့ကောင်းလို့တူရဲကောင်းဆိုတဲ့ကိစ္စလေးကအဲ့ဒီဒီဒီသရိတ်တတိလသူများတို့သူများတို့ဆိုပြီးတော့သရိတ်တတိလတွေကိုကျွန်တော်တို့ကလုံမယ်ဆိုရင်တနေ့မှတူရဲကောင်းဖြစ်နိုင်တယ် အဲ့တူရဲကောင်းရဲ့ definition ကတော့ကျွန်တော်အချင်းုံငဲ့ပြီးတော့တူရဲကောင်းက definition ကျွန်တော်အတူကျုပ်ပဲပြောပြပါမယ်အမှန်ဆိုရင်တော့အဲ့ဒါလည်းပဲသူတရှိတယ်ဗျာဘယ်လိုလေးရေးထားလဲဆိုတာရှိတယ်အဲ့တော့ဘာပြောတာလဲဆိုတော့သူများအတွက်သူများအတွက်လုပ်ရင်တနေ့တာလို့ရှိရင်ကိုယ်အသက်ကိုပါသူများအတွက်ပေးရတဲ့သူဟာအဲ့ဒါတူရဲကောင်းဖြစ်သွားတယ် အသက်မပေးရသေးလို့ရှိရင်တော့ဒါသူရဲကောင်းလောင်းလျာပေါ့အခုဆံမကြီးတို့ဆိုလို့ရှိရင်သူများတို့သူများတို့နေတိုင်းလုံနေသူရဲကောင်းလောင်းလျာတွေပါပဲတနေ့နေ့တစ်ချိန်ကျဆံမကြီးကဟိုမှာသူများတို့သူအသက်ပေးပြီးတိုင်းနဲ့သေသွားလို့ရှိရင်ဒေါ်သားမင်းအောင်သူရဲကောင်းဖြစ်ပါ့မယ်ဒါမျိုးပေါ့နော်အဲ့တော့ तू ကအခုတော့လောင်းလျာလောင်းလျာဖြစ်နေပြီအဲ့တော့အဲ့ဒါအဲ့ကိစ္စလေးကဗျာတော်တော်လေးပြောမှဆိုရင်လွန်ခဲ့တဲ့နှစ်ကဗျာကျွန်တော်တို့မလေးရှားမှာမလေးရှားမှာရေနှခါကြီးတယ်ဗျာဒုတိယကြိမ်ရေကြီးတဲ့အချိန်မှာလူ30တည်တယ်လူ30တည်တဲ့အချိန်မှာ ဲ့လူ300တည်တယ်လူ300တည်တဲ့အချိန်မှာကလေးလေးကြောက်အဲ့ကောင်လေးက16နှစ်ပဲရှိတယ်ပညာလည်းမတတ်ဘူးတာမန်ဆောက်လို့ရဲ့လောက်တမားလေးနာမည်ကမာဘယ်လိန်းမာဘယ်လိန်းဆိုတဲ့ကလေးလေးကျွန်တော်လေးရေကူးကြွန့်ကျင်ရေကူးကြွန့်ကျင်တော့အဲ့လိုပဲရေတွေနစ်ပြီးရေထဲမျောပါကျွန်တော်တို့နာခဲ့လို့ပေါ့နော်ရေထဲမျောပါနေတဲ့လူတွေကိုလိုက်ဆဲတာ29ရောင်မျောမှာသူကိုယ်တိုင်မတတ်နိုင်တော့ဘူးမလုံနိုင်ဘူးတော့အဲ့ချိန်မှာသူကတိုင်းလွတ်တဲ့နုံထဲမှာသွားပြီးတော့ပလက်လန်ပြီးအဲ့ အဲ့အဲ့နေအချိန်မှာခက်လန်းလန်းကနေပြီးတော့အတန်ကြားတယ်ကဲပါကဲပါဆိုအတန်ကြားတော့လှမ်းပြီးတော့ခေါင်းဆောင်ပဲကြည့်လိုက်တော့မိမတယောက်ဖော်ရုံတုံးကိုတွန်းပြီးတော့အော်နံကိုတွေ့တယ်ဖော်ရုံမှာခက်လေးလေးကိုမြင်တယ်ဟိုးနောက်ခက်လန်းလန်းမှာလှိုင်းနေလိုက်တော့ငါသွားမကြင်အဲ့မိမနဲ့ခက်လေးနဲ့တေတော့မယ်ဆိုတော့ तू တိတိတဲ့အချိန်မှာသူ့ကိုယ်သူလှုပ်လို့မရဘူးမရပါဘူးအာတင်းပြီးတော့ငါမသိရင်ငါတက်တဲ့ဒီမှတ်တက်ကိုလဲမယ်ဆိုတဲ့စိတ်နဲ့အဲ့မိမခင်ရောက်စီအဲ့မိမနဲ့ခက်လေးစီကိုရေကူးသွားတယ်ပြီးတော့တော်တော်ပြောမယ်ဆိုရင်အဲ့ဖော်ရုံနဲ့မိမကိုတိုင်လွတ်ရတွန်းလိုက်တယ် ရိုက်လာတဲ့လမ်းရသူ့ကိုရိုက်ပြီးသေးသွားတယ်တကယ်ဖြစ်တယ်လုံခဲ့တဲ့2မိနစ်ကအဲ့ဒါသူ့ရဲကောင်းပါတူများအတွက်သူ့အတက်ကိုပေးမယ်ဆိုသူသိတယ်သိတယ်နဲ့ပေးလိုက်အဲ့ဒါသူ့ရဲကောင်းအဲ့တော့သူ့ရဲကောင်းဘာလို့မဖြစ်လဲဆိုတော့ခုနဆိုးဆိုးကပြောတဲ့ဘုကျုပ်ပြောတဲ့ love for truth အဲ့ဒါကျွန်တော်တို့မှမရှိတော့ကျွန်တော်တို့က like for truth လူတွေကဒီမှာရှိတဲ့လူတွေအကုန်လုံးကိုပြောလိုက်မှန်တာမှားတာမင်းတို့ဘာကြိုက်လဲဆိုတော့အားလုံးကမှန်တာကြိုက်တယ်လို့ပြောမှာပဲကြိုက်တာဗျကျွန်တော်တို့မချစ်ဘူး ဘာဖြစ်လို့လဲဆိုတော့မှန်နာပြောရဲသလားမှန်နာလှုပ်ရဲသလားမှန်နေပြက်မှာကျွန်တော်တို့ရက်ရဲသလားမပြောရဲဘူးမလှုပ်ရဲဘူးမရက်ရဲဘူးဘာဖြစ်လို့လဲအဲ့ဒီဖြစ်ရလဲရှင်းတယ်ဗျတစ်မချစ်လို့နှစ်ကြောက်လို့ချစ်တယ်ဆိုရင်ဘာဖြစ်ဖြစ်လုံမှာပဲမှန်နာကိုလုံမှာပဲအဲ့ဒါကိုဘုဒ္ဓကပြောတာနော်မှန်နာကိုကြိုက်ုံနဲ့မရဘူးကြိုက်ုံနဲ့ဆိုရင်ကျွန်တော်တို့ကစောစောက ုရားဖေးတာနဲ့တိုင်းရင်ကျွန်တော်တို့သူရဲကောင်းတွေဖြစ်မယ်မှန်တာကိုကြိုက်တဲ့အတွက်ရှောင်တဲ့အတွက်နော်ဒါပေမဲ့ဒီခေတ်ကာလဖေးတာနဲ့သူရဲကောင်းဖြစ်ချင်တော့ကျွန်တော်တို့ကမှန်တာကိုချေရမှန်တာကိုလုပ်ရရမှန်တာကိုလုပ်မှကျွန်တော်တို့ကသူရဲကောင်းဖြစ်နိုင်တယ်နော်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တာကနော်အဲ့သူရဲကောင်းတွေမှာနော်သူရဲကောင်းနဲ့ပတ်သက်လို့ကျွန်တော်တွေးမိရတယ်တခုပြောပြမယ် 正路，然后毕八要那个，正路哎，你隔壁是安委在洗的，过安委隔壁来的不洗的，正路都没有。哎，你隔壁就发表来说，别干别忙嘞，别干别忙，打牌没有？啊，偏打我贪皮，难晓得。拉倒，人家接受的，爱情嘛，打是难免的。偏的，我节，啊嘞，端午节过，湖北个节哦，偏老家节，湖北个湖南省节，湖北个飘水节。 ကျယ်ရင်နာမည်တွေမေးပြီးတော့တော့သူမသိတဲ့ကျယ်မေးရောဟိုဘက်ကကျယ်ရောအဖေဆိုအဲ့ကျယ်ရင်နာမည်မရှိဘူးကွာတဲ့ဆိုတော့သားလေးကဗာမေးလဲဆိုအဖေတဲ့တချို့ကျယ်ရင်နာမည်ရှိပြီတချို့ကျယ်တွေဘာလို့နာမည်မရှိတာလဲအဲ့တော့အဖေကလည်းပဲပြောလိုက်ဗာတဲ့လောကမှာတော်တဲ့လူတွေသိလို့ရှိရင်နာမည်ရှိတယ်ကျယ်တယ်ဖြစ်တယ်ကွာတဲ့မတော်တဲ့လူတွေသိရင်နာမည်မရှိတဲ့ကျယ်တယ်ဖြစ်တယ်ကွာတဲ့ အမသားလေးကရုပ်ကပြန်ပြောတယ်ဘာပြောလဲဆိုအဖေတဲ့ကျွန်တော်တည်လို့ရှိရင်ကျွန်တော်နာမည်နဲ့ကျယ်တော်ွယ်ကောင်းငယ်မှာကြံခဲ့စီရမယ်ကြပြားတာပဲဒါမဲ့ကျွန်တော်ကအဲ့ဒါကို तू ကတော်တဲ့လူမတော်တဲ့လူဆိုခွဲတာကိုကျွန်တော်ကအဲ့ဒီဇာတာရဲ့ license ပေါ့နော် the personal license ဆိုခေါ်တယ်ကျွန်တော် license ရကျွန်တော်ကသူရဲကောင်းနဲ့ရှင်ကြည့်လိုက်တယ်စောစောကကြပြားတွေမှာပါတယ်ဟိုမှာဒူဝင်ကျဟိုမှာတောက်ကြကျဟိုမှာ80ကျအဲ့ဒီလိုနာမည်နဲ့ well known ဖြစ်တဲ့နော်လူသိများတဲ့ကျယ်ရယာဟိုးကဟာဘုကျော်အောင်ဆန်းဟိုးကဟာမဟာရမကန်ဒီဟိုးကဟာမာသာထရီဇာအဲ့ဒီလိုနာမည်တိကျနဲ့ထင်ရှားတဲ့သူရဲကောင်းတွေဒါပေမဲ့ခင်ဗျားလေးမှပါတဲ့မတော်တဲ့လူတွေသိရင်ဖြစ်တယ်ဆိုတော့ကျယ်ကိုကျွန်တော်အဲ့လိုမထင်ဘူးလူမသိသူမသိအညာတရသူရဲကောင်းတွေ ဥပမာပြောမယ်ဆိုရင်ဆောစောကကျွန်တော်ပြောပြရတယ်မလေးရှားမာဘလိန်လို့ကောင်းလေကျွန်တော်တို့ဘေးမှာခင်ဗျားတို့ဘေးမှာအဲဒီလိုတိုင်းပြည်နဲ့လူမျိုးတွေခင်ဗျားတို့ရက်ကွက်ကြခင်ဗျားတို့မျိုးနယ်တွေအသက်ပေးသွားတဲ့လူတွေဘယ်လောက်များလဲဘယ်လောက်ရှိလဲအများကြီးအများကြီးအများကြီးကျွန်တော်တို့မမြင်နိုင်အောင်ရှိနေအဲဒီလူတွေဟာအဲ့ဒီနာမည်မသိတဲ့ဂျေတွေလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ဖတ်ဖူးတဲ့ဝတ္ထုတော်လေးတပုတ်ပြောပြီးကျွန်တော်ညီကောင်ချုပ်ပါမယ်ခါတိုင်းတော့ ကျွန်တော်တရားဝိထုလိုလေးကျွန်တော်ပြောပါတယ်အဲ့ဝိထုလိုလေးကဒီမှာတော့ကျွန်တော်မပြောတော့ပါဘူးတခြားဝိထုကျွန်တော်ပြောင်းပြောပါမယ်အခုကျွန်တော်ပြောမယ့်ဝိထုကဘာလို့ဆိုတော့ဒီဂျွာနဲ့လည်းနည်းနည်းလက်ရောညီတွေ့ရှိမလားလို့ကစောစောကကျွန်တော်ပြောခဲ့တာတွေပြန်ချုပ်မယ်ဆိုရင်နော်ကျွန်တော်တို့ကလူနှမျိုးပဲရှိတယ်သူများအတွက်လို့စဉ်းစားတဲ့လူနဲ့ကိုယ့်အတွက်လို့စဉ်းစားတဲ့လူအဲ့တော့ကျွန်တော်တို့ဒီနေ့အဓိကလာပြီးတော့ဆိုင်ဆိုင်တဲ့ forum မှာခြုံကြည့်လို့ရှိရင်လူတွေဟာကိုယ့်အတွက်ကိုယ့်အတွက်ကိုယ့်အတွက်ကြည့်မစင်နာပဲနဲ့ သူများအတွက်သူများအတွက်သူများအတွက်လို့ပြောရရနေပြီးတော့ငါရွာအတွက်ငါနယ်အတွက်ငါတိုင်းပြည်အတွက်လို့အဲ့ဒီလိုစဉ်းစားနိုင်တဲ့စဉ်းစားခြင်းနဲ့လူတွေပေါ်လာရင်ကျွန်တော်တို့ကဟောပြောကြနတ်ပါအဲ့တော့ကျွန်တော်ခုပြောမယ်ဝိထုတို့တွေကကျွန်တော်တို့ဆရာဖြစ်တဲ့ဆရာမင်းကျော်ကွယ်တော်သွားပါပြီဆရာမင်းကျော်ရဲ့ဝိထုဝိထုရဲ့နာမည်ကရွာကုံနော်ရွာကုံဆိုတာရွာရဲ့ကုံ ရွာရဲ့ဂုံလို့နာမည်ရတဲ့ဝတ္ထုတော်လေးကျွန်တော်အဲ့ဒါလေးပြောပြောနေကုန်ချုပ်ပါမယ်သူ့ရွာလေးဟာတဲ့မြေလက်ပိုင်းမှာရှိရကားလန်းနဲ့တိတ်မဝေးပါဘူးတဲ့ကားလန်းကနေလှမ်းကြည့်လို့ရှိရင်သူ့ရွာလေးကိုခပ်ပြပြတော့မြင်ရတယ်အဲ့ဒီရွာရဲ့ဘေးနားမှာတော့ရွာကိုမရောက်ခင်မှာခြုံကလေးတစ်ခုရှိတယ်အဲ့ဒီခြုံကလေးကိုကားလန်းကလှမ်းကြည့်မယ်ဆိုရင်လည်းမမြင်နိုင်ပါဘူးတဲ့ရွာလေးကိုပဲမြင်ရပါတယ်ဒါပေမဲ့လူပြောကမြန်အဲ့ဒီရွာကိုသွားမယ်ဆိုလို့ရှိရင် ရွာနဲ့နီးလာလေနီးလာလေအဲ့ဒီရွာနဲ့မလန်းကမ်းမှာရှိရဲခြောင်ကလေးကိုတော့ခင်ဗျားတွေ့ရမှာပါပဲအဲ့ခြောင်ကလေးဟာရွာဘက်မှာကံတခံရွာနဲ့ဆန့်ကျင်ဘက်ဘက်မှာကံတစ်ခုရှိပါလေအဲ့ဒီရွာနဲ့ကပ်ရဲဘက်မှာရှိတဲ့ကံနဲ့ခြောင်ကလေးရဲ့ကံနဲ့ရွာနဲ့ကြားထဲမှာကြတော့လေခွင်းနေရှိတယ်အဲ့ဒီလေခွင်းနေရဲ့အလေကောင်မှာသူ့စာရဲရကျွန်တော်မမြင်ဘူးနော်တပုတ်ပင်တပင်ရှိပါလေ အဲ့ဒီသဘောပင်အကြောင်းပြောမယ်ဆိုရင်လည်းအဲ့ဒီသဘောပင်ကဘယ်ရောက်ရောက်လာမှလည်းမသိဘူး။ဒါပေမဲ့အဲ့ဒီသဘောပင်ကကျွန်တော်တို့ငငယ်လေးကရှိနေတာပဲ။ဒါပေမဲ့ပြောမယ်ဆိုရင် तू ကမကြီးပင်လို့ညောင်ပင်တို့လည်းအမြင့်ကြီးမဟုတ်ဘူး။အရက်ခက်ပြက်ပြက်ပူပူဝိုင်းဝိုင်းအိုးအိုးအရေးတိတ်ကောင်းနေတယ်။ကျွန်တော်တို့ညွားချောင်းတဲ့အချိန်ငငယ်တော့ဆိုရင်အဲ့ဒီသဘောပင်အောက်မှာကျွန်တော်တို့ညွားချောင်းနေကြပေါ့တဲ့။တကယ်တော့ကျွန်တော်ပြောချင်တာသဘောပင်အကြောင်းမဟုတ်ဘူးဗျာ။အဲ့ဒီသဘောပင်အောက်မှာရှိတဲ့အုတ်ကူလေးတောင်ကျွန်တော်ပြောချင်တာ။အဲ့ဒီသဘောပင်ကိုပိုင်တာ ဥကြော်ဒွန်းဆိုတဲ့လယ်သမားကြီးပိုင်တယ်။အဲဥကြော်ဒွန်းရဲ့လယ်ထဲမှာရှိတဲ့အုတ်ဂူအကြောင်းကိုကျွန်တော်ပြောချင်တာအားပြရတယ်။အဲ့အုတ်ဂူကကိုညိုကြီးရဲ့အုတ်ဂူပေါ့။ဆက်ဆိုင်ပြီးပြောမယ်ဆိုရင်လည်းအဲ့သဘုတ်ပင်လေးကဘယ်တော့မှရောက်ပြီးတော့ဒီမှာပေါက်နေမှမသိတယ်လို့ပဲကျွန်တော်တို့ရွာကလည်းကိုညိုကြီးဆိုတာဘယ်တော့မှရောက်လာမှဘူးမှမသိဘူးလေ။ဟိုဘက်ကလာတယ်လို့ဒီဘက်ကလာတယ်လို့ချင်းချင်းနဲ့လာလူတွေကမှန်းပြောနေကြတာပဲ။ သူ့အကြောင်းလည်းမမေးရဘူး။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီကိုညိုကြီးဟာတရွာလုံးကယွံရတဲ့ကြောက်ရတဲ့ကိုညိုကြီးဖြစ်နေလို့ပါပဲ။ကိုညိုကြီးကညနေသတော်အပြန်ထိုင်းရင်မူးပြီးပြန်လာပြီဆိုတာနဲ့ရွာမှာရှိတဲ့လူတွေကသူ့ကိုမတွေ့အောင်ရှောင်နေတယ်။ဘလောက်ပဲရှောင်ရှောင် သူရန်လိုချင်တဲ့အိမ်ရှိမှရက်ပြီးတော့ဒီကောင်ထွက်ခဲ့သားကွာဆိုစိန်ခေါ်ပြီးတော့နောက်ဆုံးထွက်မလာလို့ရှိရင်ခြံစည်းကိုပါလာတဲ့ဓာန်းနဲ့ခေါ်ဒါမှမဟုတ်ဒုတ်ပါလာရင်ဒုံးနဲ့ခြံစည်းကိုရိုက်အဲ့ဒီလိုမိုက်မိုက်ရိုင်းရိုင်းဆက်ဆံလာတဲ့ကိုညိုကြီးတရွာလုံးကသူနဲ့ဖက်ပြီးတော့သူ့ကိုပြန်ပြီးတော့ဘသူမှလည်းမလုပ်ရဲပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုညိုကြီးဟာဓာခုံမှုနဲ့ထောင်300လောက်ကြောက်ဦးတယ်ထောင်ကြပြီးတော့ပြန်လွတ်လာရင်လည်းထုံးတဲ့အတိုင်းပဲပို့ပို့ပြီးတော့ရာထူးတက်လာလို့ပုံမှန်ရိုင်းလာတယ်ပို့ဆိုးသွမ်းလာတယ် ရွာမှာဆိုကလေးတွေအားစပြီးတော့ငိုနေလို့ရှိရင်ညိုကြီးသွားခေါ်ရမလားဆိုရင်ကလေးတွေတိတ်တဲ့အဆင်အောင်ရွာချင်ပတ်အင်မတန်မှရွာကမုန်းတဲ့ညိုကြီးပါဒါပေမဲ့အဟောစာတိတ်ကောင်းတာတဲ့အဲ့ဥကြော်ရုံးဆိုတဲ့သူကတော့ညိုကြီးကိုကြောက်လို့လည်းမဟုတ်ဘူးဖားတာလည်းမဟုတ်ဘူးစရရတန်ရောစင်ရှိလို့လာတော့မသိဘူးတဲ့သူ့အိမ်မှာစည်ရင်းကအမြဲတမ်းငှားခိုင်ငှားထားတယ် သူ့မှာနေစရာအိမ်လည်းမရှိဘူးအဲ့ဥကြော်လုံးအိမ်မှာပဲသူကလဲလုပ်ပြီးနေတယ်ဥကြော်ရင်းကတခုတော့ရှိတယ်ညိုကြီးမူးလာရင်ဘယ်တော့မှစကားမပြောဘူးညိုကြီးမမူးတဲ့အချိန်မှာပဲအလုပ်ကိစ္စတွေပါတယ်ပြောတယ်အဲ့တော့တရွာလုံးမှာညိုကြီးကိုဆေးပေါ်ကြောပဲလုပ်ပြီးပတ်သက်တာလဲသူ့စရင်နဲ့ဥကြော်လုံးတယောက်ပဲရှိပါတယ်တနေ့မှာတော့တဲ့ကျွန်တော်တို့ဒုတိယကဘာစစ်ဖြစ်ခံပြီးမှညိုကြီးဟာရွာသားတယောက်ကိုဒါနဲ့ခုတ်ပြီးတော့တတ်ပြလိုက်တာ တတ်ပြတဲ့အခါမှာညိုရီကိုလူတတ်မှုနဲ့ဒီအချိန်မှာတော့တကြီးကမတိုင်မင်းနဲ့ညို့ပါခန္ဓာအုပ်ကိုယ်တိုင်ကလာဖမ်းသွားကြတယ်ဖမ်းပြီးတော့တရားရုံးလဲရောက်တော့ညိုရီကိုမုန်းလာနေပဲတရွာလုံးကတက်တည်လိုက်တယ်ညိုရီတတ်တာကိုမြင်ပါတယ်ဒီတခါတော့ညိုရီမလွတ်တော့ဘူးဆိုပြီးတော့တက်တည်လိုက်လိုက်တယ်တက်တည်လိုက်တဲ့အချိန်မှာညိုရီကတေးတန်ကြပါတေးတန်ကြတော့တရွာလုံးကအယမ်းပြော်တယ်ဟာငါတို့ကညိုရီမရှိတော့ညိုရီကိုရှောင်နေတဲ့အလုပ်တစ်ခုလုပ်เสียမလို့တော့ဘူးဆိုပြီးတော့ တရွာလုံးကပျော်နေတဲ့အချိန်မှာ1939မှာဒုတိယကမ္ဘာစစ်ကျင်ညာပြီးတော့ဒုတိယကမ္ဘာစစ်ဖြစ်တယ်။ဒုတိယကမ္ဘာစစ်ဖြစ်လိုက်တဲ့အချိန်မှာစစ်တွင်းမှာထောင်မငင်မသက်ဖြစ်ပြီးတော့ထောင်ဖောက်ပြီးပြေးကြတယ်။ထောင်ဖောက်တယ်လဲကြားလဲကြားရောဂျွာသားတွေကြောက်လာပြန်တယ်။ဟာညိုကြီးများပြန်ရောက်လာမလားညိုကြီးများပြန်ရောက်လာမလားလဲကြောက်လာ။အဲ့ဒီအချိန်မှာပဲဂျပန်တွေကိုအင်္ဂလိပ်တွေကဝင်တိုက်နေတယ်။အဲ့ဒီအချိန်မှာထောင်ဖောက်ပြီးပြေးလာတဲ့ညိုကြီးဟာ ရွာကိုဆက်ဆက်မဲမဲရောက်လာကြောက်လာတဲ့အချိန်မှာရွာသားတွေညိုကြီးကိုကြောက်တယ်သူ့ကိုတက်တည်လိုက်ထားတဲ့အတွေ့ကြွားလူတွေကိုတတ်မလားလို့စဉ်းစားပြင်မယ်ညိုကြီးကခိုင်းလို့မဟုတ်တော့ဘူးသူ့ကြော်တော့အိမ်မှာဝင်သွားပြီးတော့လူမသိသူမသိအချိန်မှာပဲကြောက်သေးအပြင်ကိုထွက်တတ်တယ်ထတော်ထဲမှာလည်းဖမ်းရင်မမူးတော့ဘူးညိုကြီးအမူအရာပြောင်းသွားတယ်ဒါပေမဲ့ရွာသားတွေကလည်းညိုကြီးကိုသိကြူးမဆိုင်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့စစ် ပြေဆုပ်နေတဲ့ဂျပန်တွေကိုကိုကြောက်ရတယ်ညိုကြီးတဲ့ဂျုံမာရက်ဆက်တဲ့လူကြီးဂျပန်တွေပဲဆိုတာကိုကြွားသားတွေနားလဲလာတယ်ဟိုဘက်ကယွာမာမီးရှို့သွားတယ်ဟိုဘက်ကယွာမာဘသူ့ကိုမတိန်ကျင့်သွားတယ်ဟိုဘက်ကယွာမာဘာဖြစ်သွားတယ်ဂျပန်တွေပဲအဲ့တော့ဂျပန်တွေကိစ္စညိုကြီးကမှညိုကြီးတယောက်ကိုရှောင်နေလို့ရသေးတယ်ဂျပန်တွေကစစ်ပြေးပြီးတော့ကစင်ကလေးဖြစ်ပြီးလာတဲ့ဂျပန်တွေကအုံနဲ့ အုံနဲ့ကျင်းတယ်ဆိုတော့ရှောင်ဖို့မလွယ်ဘူးအဲ့တော့ညိုကြီးတဲ့ဂျပန်ကိုပို့ကြောက်တယ်အဲ့တော့ညိုကြီးကိစ္စသူတို့ကောင်းလို့မသိမရှိဘူးမရှိအောင်လဲညိုကြီးကအမှုရာပြောင်းပြီးတော့ခန့်ရည်လဲမမူးတော့ဘူးကိုကျော်လုံးရင်ကတခါတလေလောက်ပဲထွက်ပြီးတော့စကားလည်းဘယ်သူမှမပြောတော့ဘူးဒါပေမဲ့တနေ့မှာတော့တဲ့စစ်ပြေးပြီးဆုတ်လာတဲ့ဂျပန်ဒီအုပ်စုကိုပဲရွာတွေမှာမိရှုမိရှုလိုင်းရနေပြီးတော့သူတို့ရွာဘက်ကိုဥတီလာပြီးဆိုတော့လည်းတရင်ကြောက်ရွာသားတွေမနေရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်ဆုပ်လာတဲ့ဂျပန်တွေကရွာထဲမှာရှိသမျှအကုန်လုံးမိရှို့တတ်ဖြတ်ပြီးတော့ဂျိတ်ခါယူပြီးတော့သူတို့ကဆုပ်ပြီးသွားကြတယ်အဲ့တော့ရွာသားလူတွေအကုန်လုံးဟာနိစ္စရာတော်တယ်ကိုပြေးပြီးပုန်းကြတယ်အဲ့ချိန်ကညနေနေဝင်ကြီးတွေရောညနေနေဝင်ကြီးတွေရောပုန်းနေတဲ့အချိန်မှာပဲညစပြီးတော့နေဝင်လာအချိန်မှာတော့ချောင်းကန်းပေးရပနတ်တန်တွေဘုံတန်တွေကြားလိုက်ရတယ်ကြားတော့အဲ့ဒီဂျပန်အနေနဲ့ဘယ်သူနဲ့စစ်ဖြစ်တာလဲတိုက်ပွဲဖြစ်တာလဲဘလူးမှမသိဘူး ဘူးသူမှလည်းတော်မကြည့်ရဘူးဂျပန်နဲ့တော့ဂျပန်နဲ့ဆိုသိနောင်လေးမနဲ့လည်းမိုးလင်းတော့အတန်လေးတိတ်ဆိတ်သွားတဲ့အချိန်မှာရွာသားတွေတော်ရရနေထွက်လာတော်ရရထွက်လာပြီးချောင်းပေးကိုသွားကြည့်တဲ့အချိန်မှာရွာဘက်ကမ်းမှာရှိတဲ့ကမ်းဘက်မှာညိုကြီးတယောက်တနတ်ထံရလေးနဲ့လဲနေတယ်ဟိုဘက်ချောင်းရဲ့ဟိုဘက်မှာချောင်းကိုဖြတ်ပြီးတော့ရွာစီကိုဖြတ်စီရအောင်လာတဲ့ဂျပန်တပ်စုတစုအတုံးယုံတင်းနေတယ်ရွာလူတွေတိလိုက်တယ်ညိုကြီးဟာတယောက်ထင်းနဲ့ဒီဂျပန်တပ်စိတ်တစ်စိတ်ကို ဘုံနဲ့ပြစ်ပြီးခံချပြီးသူတိုက်တာပဲသူလည်းအသက်သေသွားတာပဲနားလေလိုက်တယ်ဒါမဲ့ရေရေရရဘယ်သူမှမပြောနိုင်ဘူးမသိနိုင်ဘူးတိတ်မကြဘူးသုံးလေးရအတွင်းမှာပဲအဲ့ဒီဂျပန်တွေကိုလိုက်တိုက်တဲ့ဗမာတော်လှန်ရေးတမတော်သားတွေရောက်လာရွာကိုရောက်ရောက်လာတော့အဲ့တော်လှန်ရေးတမတော်သားတွေကဘိုလ်လုပ်တဲ့သူကတကြီးကိုသတ်မေးဒီရွာမှာညိုကြီးရှိတာညိုကြီးရှိတာဆိုမှညိုကြီးအကြောင်းကိုပြောပြအဲ့လိုပဲချောင်းကမ်းပါပြီးမှာ သိနေတယ်ကျွန်တော်ရွာလဲမသိဘူးပေါ့ဆိုတော့မှအဲ့ဒီလူကပြောတယ်အဲ့ဒီမျိုးကြီးနဲ့ကျွန်တော်နဲ့ထောင်ထဲမှာဆုံခဲ့တာဒီဒီတော်လိုင်းရေလုတ်တဲ့ပုံနဲ့ကထောင်ထဲမှာဆုံခဲ့တာဆုံခဲ့တော့မှမျိုးကြီးចောင်းလေးကိုကျွန်တော်သိလို့မျိုးကြီးရွာမှာဆိုးတယ်တည်တယ်ပေးတယ်ဆိုတာသိတော့ကျွန်တော်တို့တရားဟောပြီးဆုံးပါတယ်မင်းဗမာချင်းချင်းဗမာတွေပေါ်မှာမရက်ဆက်နဲ့အနိုင်မကျင့်နဲ့မင်းတတ်တီကိုတကယ်မွေးပြီးတော့မင်းပြန်တော်လာမှာဂျပန်နေဗမာချင်းချင်းမဟုတ်ဘူးအဲ့တော့ဂျပန်နေတနည်း ြီးတဲ့အချိန်ကျရင်မင်းငါတို့တော်လိုင်းတတ်သားထဲမှာဝင်ဝင်ပြီးတော့မှမင်းတတ်တည်ကိုအတုံးချလိုက်ပါလို့ကျွန်တော်စီယုံလို့ညိုကြီးဟာကျွန်တော်တော်လိုင်းတတ်သားတယောက်ဖြစ်လာဖြစ်လာလို့လက်ပစ်ဘုံနေတဲ့အတူကျွန်တော်ကရွာကိုပြန်ပြီးတော့သူ့ကိုလွတ်လိုက်တာလွတ်လိုက်လို့ညိုကြီးဟာအဲ့ဒီရွာကိုတိုက်ဖို့လာတဲ့တက်စိတ်ကိုသူ့မှာရှိတဲ့လက်ပစ်ဘုံနှလုံးသုံးလုံးနဲ့သူ့ခံပြစ်လို့ခင်ဗျားတို့ရွာတက်တာသွားတာ ညို့ကြီးအဲ့ဒါကြောင့်သေသွားတာဆိုအဲ့ဒီသဘုံကျွန်တော်တော်လိုင်းရဲ့ဘူကပြောပြမှတရွာလုံးကသိအဲ့တော့တရွာလုံးကအင်မတန်ယွန်းနဲ့တရွာလုံးကအင်မတန်ကြောက်တဲ့ညို့ကြီးအဲ့ကြတော့မှရွာဟာညို့ကြီးကငါတို့ရွာကိုကယ်ခဲ့တယ်ငါတို့ရဲ့အသက်ခင်ကျေးဇူးရှင်မှာလားငါတို့အတွက်သူရဲကောင်းမှာလားဆိုပြီးတော့အဲ့ဒီသဘုံပင်အောက်မှာညို့ကြီးရဲ့ဂူလေးကိုအမှတ်တရလောက်ထားခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒီကုန်းချုပ်ပါတော့မယ်ဟာကျွန်တော်ပြောချင်တာဒီကနေ့ တော်တို့လောကမှာတန်မိုးရှိတဲ့လူစက်တင်မင်္ဂလာနဲ့ပြည့်စုံတဲ့လူဖြစ်ချင်ကိုချစ်တရားနဲ့မှားမှန်ခွင့်နိုင်တဲ့ပညာနှစ်ခုပြည့်စုံပါလိမ့်မယ်အဲ့နှစ်ခုပြည့်စုံရင်တန်မိုးရဲ့ရှိတဲ့လူဖြစ်ပါလိမ့်ဒီတဲ့တစ်ဆင့်တက်လို့ဆိုရင်တော့ပရဟိတလုတ်ပြီးတော့သူများအတွက်သူများအတွက်ဆိုတဲ့စိတ်နဲ့စောစောကျွန်တော်ပြောတဲ့ညိုကြီးကဲ့သို့မိမိရက်ရွာအတွက်နော်မိမိတိုင်းပြည်အတွက်မိမိလူမျိုးအတွက် အသက်ပေးရလောက်အောင်ကိုကျိုးစွန့်တင်တဲ့ပုံကူများဖြစ်ရင်တော့သူရဲကောင်းများဖြစ်နိုင်ပါလိမ့်မယ်အဲ့တော့ဒီရွာမှာရှိတဲ့ဗတ်ဒီနေ့စာချက်သူများအားလုံးရွာသူရွာသားများအားလုံးအ ਨੇ ဆုံးတော့တန်ဖိုးရှိတဲ့လူကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့သူဖြစ်နိုင်ပါစေဒီတဲ့သင်းတက်ပြီးတော့ကိုရက်ကိုရွာကိုနယ်ကိုဒေသကိုတိုင်းကိုပြည်ကိုလူမျိုးတွေတန်ဖိုးရှိတဲ့လူကျက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့သူ သူရဲကောင်းများဖြစ်နိုင်ကြပါစေလို့ဆုတောင်းရှင်ဒီကုန်းချုပ်